โอเคဒီပွဲကိုသုံးသပ်ကြည့်မယ်ဘယ်သူနိုင်နိုင်ကြီးရှိလဲဘယ်သူရှုံးနိုင်ကြီးရှိလဲဆိုတာကိုကျွန်တော်တို့ဒီမှာပြောကြည့်ကြရအောင်ပေါ့နော်ဆိုတော့ဒီ down လေးမှာဒီအောက်က down လေးမှာဒီအောက်က down လေးမှာကျွန်တော် QR code လေးထည့်ပေးထားတယ်အဲ့ဒါကကျွန်တော်ရဲ့ Telegram ရဲ့ QR code ပါဘာကြောင့်ကျွန်တော်ဒီလိုမျိုး QR code နဲ့ထည့်ပေးရတယ်လဲဆိုလို့ရှိရင်ဒီ November 16အဲ 1173ပြိုင်ပွဲမှာအဓိကကောင်ပွဲဖြစ်တဲ့6ပွဲကိုကျွန်တော်တို့ကြည့်လို့ရတော့မှာမဟုတ်ဘူးပေါ့နော်ပြီးခဲ့တုန်းကလည်းကျွန်တော်ဗီဒီယိုနဲ့တင်ပြီးတော့ပြောထားပြီးသွားပြီဘာကြောက်လဲဆိုတော့သူတို့ကဒီ PPV ကနေပြီးတော့ဒီ token လေးတွေဝယ်ပြီးတော့မှအဒီ live ကိုကြည့်လို့ရမှာပေါ့နော်ဆိုတော့အဓိက non oro ပွဲတွေဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရမှာမဟုတ်ဘူး masaki super bon ပွဲတွေကိုလည်းကျွန်တော်တို့ကြည့်ရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ 1172တုန်းကတခါအဲ့လိုမျိုးချက်ထရီကနေပြီးတော့လုတ်ဘူးလေပေါ့နော်အဲ့လိုမျိုးလုတ်ဘူးတယ် PPV နဲ့ဝယ်ခိုင်းတယ်ဆိုတော့ fan တွေကနေပြီးတော့ဘယ်သူမှသွားမဝယ်ကြပုံပေါ်ပါတယ်ဆိုတော့အဲကြည့်လို့မရကြတော့ဘူးပေါ့နော်ကြည့်လို့မရပါနဲ့သူတို့ screen YouTube က screen ရော Facebook က screen ရောမှာဒီသူတို့ရဲ့ QR code PPV စီကိုဝယ်လို့ရတဲ့အစီအိုပေါ့နော် QR code လေးကိုဒီအလဲတဲတဲမှာဖွဲ့လေးချပေးလိုက်တယ်ပေါ့နော် ဘယ်နှမိနစ်လောက်မှမကြာဘူးမိနစ်အနည်းဆုံးမိနစ်30လောက်တော့ရှိမလားမသိဘူးအဲ့တော့အဲ့ဒီအချိန်မှာသူတို့ကပြန်ပြီးတော့ YouTube ဘက်ကို live တဲ့ရိတ်ကြည့်လို့ရပါပြီဆိုပြီးတော့ပြန်လှည့်လာခဲ့တယ်ပေါ့နော်ဒါကရုနဲ့ဒီ return နဲ့ throw throw ကဒီ main event အနေနဲ့ထိုးတယ်ဆိုတော့အဲ့တော့အခုလည်းအဲ့လိုမျိုးညှော်လင့်လို့ရလာဆိုတော့ညှော်လင့်လို့တော့သိမရဘူး။ဘာကြောင့်လဲဆိုတော့ token တောင်မှဒီအခုတောင်ကျွန်တော်ဝယ်လို့ဝင်ဝယ်လို့ မရတော့တဲ့အနေထားပါเนาะဒါပေမဲ့ကျွန်တော်အချိန်တစ်ခုထိကိုစောင့်နေတယ်ဝယ်လို့ရလို့ရှိရင်တော့ကျွန်တော်ကဒီဒီ link ရဲ့ဒီထည့်ပေးထားတဲ့ QR code ရဲ့ Telegram မှာကျွန်တော်ကဒီ live stream ပေးမယ်ပေါ့နော်ဒီလိုမျိုးလေး live stream ပေးမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားထားတာရှိတယ်ပေါ့ဆိုတော့တနင်္ဂနွေနေ့ကိုကျွန်တော်အပွဲကဘယ်အချိန်မှာစမလဲဆိုတော့ဒီအနာအဆန်ဂန်ဒဝင်ဂန်ဒဝင်ဖိုက်တာအဖြစ်အစုချင်းမြင်မှာဖြစ်တဲ့အတွက်အနာအဆန်လည်းရောက်လာမယ်ဆိုတော့ပွဲကိုတို့ကတနင်္ဂနွေမှာစမယ်ဆိုတော့ နေ့လယ်တနာရီเนาะညမဟုတ်ဘူးတနာရီမှာစမယ်ဆိုတော့အာ7နာရီလောက်ဆိုလို့ရှိရင်တော့ဒါကိုယ်ကအဆန်းနဲ့ဂျပန်ရောက်နေတဲ့မြန်မာတွေတပ်ပုံတွေပါအတူတူရိုက်လို့လည်းရတယ်ပေါ့နော်တပ်ပုံတွေအတူတူအတူတူရိုက်မယ်ပြီးတော့လက်မှတ်တွေပါလေးထိုးခိုင်းမယ်ပေါ့လေအော်တိုလေးပါလေးထိုးခိုင်းပြီးလို့ရှိရင်ဒီအလားအဆန်းနဲ့တွေးဝင်ရောက်မယ်အခွင့်အရေးတစ်ခုကို1 championship ကနေပြီးတော့ season ထားတယ်ပေါ့ဆိုတော့ကိုယ်ကဘယ်အချိန်မှစမလဲဆိုတော့နေ့လေတနာရီကနေပြီးတော့စမှာပါဆိုတော့9နာရီ10နာရီလောက်အထိတောင်း မှာမဟုတ်ဘူးညပုံမှန်အတိုင်းပဲဒီ one friday night ဒီမှာတောက်ကြနေညတွေမှာထိုးတဲ့အချိန်အထိကိုရောက်သွားလိမ့်မယ်လို့ဒါအကြံပြန်ခန့်မှန်းကြည့်ရပေါ့နော်ကျွန်တော်အဲ့လိုမျိုးသားဝယ်ပြီးတော့တိုက်ရိုက်ခွင့်ပေးလို့ရလို့ရှိရင်တော့ကျွန်တော်ခွင့်ပေးတယ်ဒါပေမဲ့မလုတ်တဲ့သူတွေကကြတော့ဒီအောက်ကဒီ QR code လေးကိုဖုန်းမှာပါတဲ့ဒီ QR scan ဖတ်လို့ရတဲ့ဟာနဲ့ scan လိုက်ပါပေါ့ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ဒီအပစ်ဖွင့်ထားတဲ့ Telegram channel လေးကိုရောက်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်ကျွန်တော် ဒီ main ဘွဲတွေကိုကျွန်တော်ပွေပြီးတော့ live လွှင့်ပေးမယ်ဒီမှာကျွန်တော်အခုကဒီဒီချာချာလေးတောင်ကျွန်တော်လိုက်ပြီးတော့စမ်းပြီးသွားပြီပေါ့နော်ဘယ်လိုလွှင့်လဲဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်လုံးဝပြီးသွားပြီပြီးသွားတဲ့ခါကျတော့ live လွှင့်ဖို့ကိုမပူတော့ဘူးဒါပေမဲ့ Facebook နဲ့ YouTube မှာကျတော့ကျွန်တော်လုံးဝလုံးဝလွှင့်မှာမဟုတ်ဘူးဆိုတော့ okay အဲ့ဒါလေးမျိုးကိုတစ်ချက်လောက်ထားလိုက်မယ် super lit နဲ့အဲ yuki yuki user ပေါ့နော် yuki user သူတို့နှစ်ယောက်ရဲ့ပွဲကအခက်မသိရင် စူပါလက်ငိုက်မိသွားလို့ရှိရင်နော့အောက်ပါပေးလိုက်ရနိုင်တဲ့ဖိုက်တာပါစူပါလက်အရန်ကိုတတိထားရမယ့်ဖိုက်တာသူကလည်းတာကယ်ရူနဲ့တငယ်ချင်းလည်းဖြစ်တယ်အဲဒီဘော်ဒါတွေလို trainer တွေလည်းဖြစ်တယ်ပေါ့နော်တယောက်နဲ့တယောက်လစ်ကျင်တယ်ပြီးခဲ့တဲ့ပွဲမှာဂျပန်မှာစူပါလက်ကဒီတာကယ်ရူကိုအနိုင်ရပူထားတယ်ပေါ့နော်အဲ့ဒီအတွက်ကိုသူတို့ကဒီရှုံးကျွေးပြန်ပြန်ဆက်ချင်နေပုံပေါ်တယ် ဆိုတော့ UBO ဇာကလည်းဒီပွဲအတွက်ကိုလုံးဝကိုအကျိတ်နဲ့ပြင်ဆင်နေတဲ့ဗီဒီယိုတွေနဲ့တင်လာတယ်။အခြေခံချက်ကတော့လုံးဝဒီ calf kick ကအရန်ကောင်းတယ်။တစ်ဖက်တစ်ဖက်ပြင်ဒီပြန်ဘက်ကို6တော့ကျိုးသွားနိုင်တဲ့အထီတောင်ကန်နိုင်ကြီးရှိတယ်ပေါ့နော်။ဆိုတော့သူက1ရဲ့ကျွန်တော်တို့ပွဲစဉ်ကိုပွဲစဉ်အပေါ်မှာတက်လာတာကဒီနှစ်ပွဲပဲရှိသေးတယ်ပေါ့နော်။ pitch ကတော့တစ်ပွဲ၊ average ကတစ်ပွဲ။သူတို့နှစ်ပွဲကိုပဲထိုးထားသေးတယ်ပေါ့။ကေပုံစင်စီးနေနဲ့ထိုးထားတယ်။ဒီတော့ဒီ fighter ကအဲ့ဒါကိုကြည့်ပြီးတော့ နှုတ်တယ်လို့တခင်လို့မရဘူးဒါကတော့ကျွန်တော်မသိသေးတဲ့သူတွေအတွက်ကိုဒီ sharing ပြန်လုပ်ပေးတယ်ပေါ့နော်ဒီ fighter ကဘယ်ကလာလဲဘလို့ဒီနေချင်းရဲ့ချင်းသူကဝမ်းမာလာထိုးပြီးတော့အနိုင်ပွဲတွေကိုဇက်တိုက်ရနေတာမဟုတ်ဘူး K1 မှာသူကဒီ champion ဖြစ်ခဲ့ဘူးတယ်ပေါ့နော် K1 champion ဟောင်းတယောက်ပါပေါ့ဆိုတော့သူရဲ့ဒီ champion ဆိုကြတဲ့ကိုကသူရဲ့ level ကကျွန်တော်တို့ခဏညံ့တွေးထားလို့တော့မရဘူး super league အတွက်အရန်အန်ဒီရဲ့များတဲ့ fighter ပါသူကတစ်ဖက် fighter ကဒီ စူပလက်ကနေပြီးတော့ကံမယ်တို့ကံမယ်တို့ထိုးမယ်တို့လို့လို့ရှိရင်တော့သူကံကောင်းကြီးခံနိုင်ပါလိမ့်မယ်တဝန်ချိုင်နဲ့တဝန်ချိုင်နဲ့မဆာကီပွဲတော်ကလိုပဲဒီပထမအချီမှာတဝန်ချိုင်ကနေပြီးတော့လုံးဝဖိအားပေးထားတယ်အရန်လဲကောင်းခဲ့တယ်အဲ့ဒီတော့ဆိုလို့ရှိရင်ကျွန်တော်တဝန်ချိုင်နိုင်မယ်လို့တော့ကျွန်တော်တွေးထားတယ်ပေါ့နော်နောက်ပိုင်းကျတော့မဆာကီကတဝန်ချိုင်ရဲ့လက်သီးချက်တွေကိုတောက်ခံနိုင်တယ်ခြေခံချက်တွေကိုတောက်ခံနိုင်တယ်နောက်ဆုံးမှကျတော့ဒီသူရဲ့ဒီ gap point သွားတယ်ပေါ့နော် gap point သွားတဲ့အချိန်မှာ အဲ့မှာဒီ knock out ဖြစ်နိုင်တဲ့ power လက်တီတစ်လုံးကိုသူကပြည့်သွင်းလိုက်တယ်ဆိုတော့အဲ့ဒါကအကျောက်စရာပါခန်းနိုင်ရှိတဲ့ fighter ကမာဂုံမြင့်တဲ့ fighter ကစားလိုက်မယ်မာကျောက်လဲဆိုတော့အခု super league ကိုလည်းသူကဒီလိုပုံစံနဲ့ပဲသူကစားသွားမယ်လို့ကျွန်တော်ကတော့မြင်တယ် hack kit တွေအရင်ကောင်းတယ် body shot တွေတော်တော်အားပါတယ်ပေါ့သူမှလည်း knock out ဖြစ်နိုင်တဲ့ power ရှိတယ်ပေါ့တိတိတော့တွင်းလို့မရဘူးတချို့လူတွေကကျွန်တော် comment အောက်မှာအဲ super league တရားရခိုင်တော့နိုင်မယ် ဆိုပြီးတော့မှန်းထားရတဲ့သူတွေရှိတယ်ဆိုတော့မမှန်းပါနဲ့ဘာကြောင့်လဲဆိုတော့သူပြန်ရမယ့် fighter ကဒီကလေးလေးမဟုတ်ဘူး positive လေးမဟုတ်ဘူး champion တယောက်နဲ့ပြန်ရမှာ V1 champion တယောက်နဲ့ပြန်ရမှာဖြစ်တဲ့အတွက် super league အတွက်အရန် and များတဲ့ fighter လို့ပြောလို့ရတယ်ဆိုတော့ super league ဘယ်လိုတွေပြင်ဆင်လာမလဲဆိုတာတော့သူ interview တခုမှာ super league ပြောထားတာရှိတယ်ဗောနော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်နဲ့ခင်ဗျားတို့မြင်နေကြပုံစံအတိုင်းမဟုတ်မှာတော့တေးကြတယ်တဲ့အရန်ကိုမှလည်းသူ စ조사ထားတယ်ပေါ့နော်သူလေ့ကျင့်ထားတယ်ဒီ trainer တွေလုံးဝဒီမထင်မှတ်ထားတဲ့ trainer တွေကိုသူလေ့ကျင့်ထားတယ်ပေါ့လေဆိုတော့ဒီပွဲကဆိုပါလေတော့အန်ဒီရဲ့များတယ်လို့ yuki user အတွက်ကလည်းစူပါလေကအန်ဒီရဲ့အရန်များတဲ့မီးဟုံးဟုံးတောက်နေကြတဲ့ fighter နှစ်ယောက်ပါဆိုတော့ကျွန်တော်ကတော့စူပါလေကိုအားပေးတယ်ကျွန်တော်ကစူပါလေရဲ့ fan ပါအမာခံပရိသတ်လို့တောင်ပြောလို့ရတယ်သူနဲ့သာစကားတစ်ခါမှမပြောဘူးတာပေါ့နော် ဒါပေမဲ့သူ့ကိုအားပေးတယ်အရန်လဲကြိုက်ပါတယ်ကျွန်တော်ဒီ Japan Fighter ကပြုံးမလို့လို့ငိုမလို့လို့ဒီရုပ်ကြီးကိုကျွန်တော် Super League ကိုလုံးဝ KO နဲ့အနိုင်ရအောင်အနိုင်ရစေချင်တယ်ဗျာကျွန် Super League ကိုကြိုက်တဲ့သူတွေကတော့ Super League ကိုအားပေးပါ Yuki Yusa Japan ကိုကြိုက်တဲ့သူတွေကတော့ Japan ကိုအားပေးပါတယောက်နဲ့တယောက်လိုက်ပြီးတော့ဆဲနေဖို့မလိုဘူးကိုကြိုက်တဲ့သူကိုကိုအားပေးပိုင်ခွင့်ရှိတယ်ဆိုတော့ okay ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကဒီလိုပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်